အာဘရဆိုဘေးရန်နေဒုက္ခဒုက္ခတွေကျုံလာတဲ့အခါမှာသူ့ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုဘလောက်ရှိတယ်လောကလူတွေကနော်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ချိတ်ဟာမီးနဲ့တွေ့တဲ့အခါမှာအေးပျော်သွားသလိုဖျောင်းဟာလည်းအပူနဲ့တွေ့ရင်ပျော်ကျသွားသလိုဒီတိုင်းနေတော့မားနေတယ်လို့လို့ရှိပေမဲ့လို့ဒုက္ခရောက်ပြီဆိုလို့ရှိရင်ပျော့ညံ့သွားတတ်တယ် ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့လူရဲ့စိတ်ဓာတ်ခိုင်မာမှုရှိမရှိဆိုတာဘာနဲ့စမ်းသပ်ရမလဲလို့ဆိုရင်ဒုက္ခရောက်တဲ့အခါမှာကြည့်ရမယ်အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်အာပဒါဆိုတာလူတွေကမရှောင်လွဲနိုင်ပဲနဲ့ကြုံတွေ့ရတဲ့ဒုက္ခတွေရှိတယ်ဘာတွေလဲလို့ဆိုရင်ဘောဂပြတနာ စည်းစိမ်ဥစ္စာတွေပျက်စီးတယ်။အယောင်းဝယ်လုပ်တဲ့အခါမှာငွေတွေဘလောက်ဆုံးသွားတယ်။အယောင်းဝယ်လုပ်တဲ့လူတွေဒါကြုံမှုမှာနော်။အဲ့ဒီလူအချိန်မှာစိတ်ဓာတ်ကြံ့ခိုင်မှုမရှိလို့ရှင်သွားရောအဲ့ဒီပုဂ္ဂိုလ်။ဌာမဆိုတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုမရှိရင်သွား။ပိုးပြီးတော့စီပွားရေးတွေပြည့်စုံသွားဘောခပြဒနာ ယတနာတရား၅ပါးတဲ့ကဘောခယတနာပစ္စည်းဥစ္စာပစ္စည်းတာနဲ့ဂျုံသွားလို့ရှင်လေဒီလူဟာစိတ်ဓာတ်ဘလောက်ထိအောင်ကြံ့ခိုင်နေဆိုတာအကဲခတ်လို့ရသွားပြီကြံ့ခိုင်နေမကြံ့ခိုင်ဘူးသိနိုင်တယ်နောက်တစ်ခုကပါတော့စေညာတိယတနာစေတမျိုးတွေကပျက်စီးသွားစေတမျိုးတွေသေဆုံးနေပျက်စီးတယ်ဆိုလို့ရှင်စိတ်ဓာတ်ကြံ့ခိုင်မှုဘလောက်ရှိတယ်လဲ စိတ်ဓာတ်မကြန့်ခိုင်တဲ့ပုဂ္ဂိုလ်ဟာပြုံးလဲသွားတာပဲအဲ့ချိန်။ဟောဒါတွေကလူတွေဟာလူလောကမှာနေနေတဲ့ကြတဲ့ပုဂ္ဂိုလ်တွေညာတိပြဒနာဆိုတာကြုံညာတာကြီးပဲမဟုတ်လား။မကြုံဘူးဆိုတာမရှိဘူး။အိမ်တိုင်းအိမ်တိုင်းညာတိပြဒနာဆိုတာကြုံနာကြီးပဲနော်။ဆွေမျိုးတွေကနေပြီးတော့ပျက်စီးဆုံးရှုံးသွားတာတွေကြုံပြီဆိုရင်စိတ်ဓာတ်ကြန့်ခိုင်မှုမရှိတဲ့လူကပြိုလဲသွားနိုင်တယ် အဲ့ဒါကိုပြောတာစိတ်တကြံ့ခိုင်မှုရှိမရှိအဲ့ဒီအချိန်မှာသိတာပဲပေါ့နောက်တစ်ခုကရောဂပြဿနာရောဂပြဿနာဆိုတာယောဂဖြစ်တာယောဂတည်ပင်နဲ့ပျက်စီးဖို့ဖြစ်လာတာယတနာတရား၅ပါးရှိတယ်နော်ညာတိပြဿနာတဲ့ဘောဂပြဿနာတဲ့ရောဂပြဿနာဒီနေရာမှာဒီ၃မျိုးပဲပြောနေတာ သီလပြသနာနဲ့ဒိဋ္ဌိပြသနာနှစ်ခုကကုချင်းတရားနဲ့အမြင်နဲ့ဆိုင်လောကလူတွေဟာစိတ်ဓာတ်မခိုင်တာဘာနဲ့ပတ်သက်မခိုင်တော့ဆိုရင်ညာတိပြသနာဆွေတွေမျိုးတွေပြည့်စည်ရင်လည်းငိုကြတယ်ဟုတ်ကဲ့ဘောဂပြသနာစီးတဲ့ဥစ္စာတွေပြည့်စည်ရင်လည်းငိုကြတယ်ရောဂပြသနာယောဂဖြစ်ရင်လည်းငိုကြတယ်သို့သောသီလပြသနာကုချင်းတရားပြတ်သွားဘူးမဟုတ်ဘူး ဒါကမဟုတ်ဘူးဒိဋ္ဌိပြဒနာအယူဝါဒပြောင်းလဲဖောက်ပြန်သွားတယ်ဘူးမမဟုတ်ဘူးအရေးကြီးတာကတော့သီလပြဒနာနဲ့ဒိဋ္ဌိပြဒနာအပေထီအောင်ကြာစေနိုင်တယ်ညာတိပြဒနာဘောဂပြဒနာရောဂပြဒနာဆိုရဲဒီပြဒနာတရား၃ပါးကဒီတဘဝတည်းမှာခံရတာတဲ့အဲ့တော့ဘုဘကြတော့တတိကောင်းတယ်ဒီဘကြတော့တတိမကောင်းဘူးဒီလိုဖြစ်နော် အဲ့ဒါဘာလို့ဖြစ်ရတာလို့ဆိုတန်ဖိုးထားရခြင်းမတူလို့ပေါ့သူတော်ကောင်းတွေကြတော့ညာတိကိုလည်းဒီလောက်တန်ဖိုးမထားဘူးဘောကကိုလည်းဒီလောက်တန်ဖိုးမထားဘူးသူတို့တန်ဖိုးထားတာကဘာလို့ဆိုသီလနဲ့ဒိဋ္ဌိအဲ့ဒါအပြည့်မခံဒါကသူတော်ကောင်းတွေရဲ့အကျွေးဟုတ်ကဲ့တမန်ပုဂ္ဂိုလ်တွေကအဲ့လိုမဟုတ်ဘူးအေးညာတိပြသနာနဲ့တွေ့လိုက်တဲ့အခါမှာမခံနိုင်ဘူး ဘောဂပြဿနာနဲ့တွေ့တဲ့အခါမှာမခံနိုင်ဘူးရောဂပြဿနာဆိုတဲ့အခါယောဂဖြစ်လာလို့ရှိရင်လည်းလူတွေကမခံနိုင်ကြဘူးမခံနိုင်သည့်အတွက်ကြောင့်မြတ်မပြည်မှာဗုဒ္ဓဘာသာလူမျိုးတွေပင်ဖြစ်လေကစားယောဂကိုနာမည်တက်လိုက်လို့ရှိရင်ဒီလူကမြင်မြင်သိသွားတတ်တယ်မခံနိုင်လို့ဟုတ်ကဲ့လားမခံနိုင်သည့်အတွက်ကြောင့်သိမဲယောဂမျိုးဆိုလို့ရှိရင်အဲ့ဒီလူကမြင်မြင်သိသွားတတ်တယ် ခံနိုင်ပြီဆိုလို့ရှိရင်အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်ဆရာဝန်တွေက3လပဲခံမယ်5လပဲခံမယ်6လပဲခံမယ်ဆိုတော့6နှစ်လောက်နေသွားတာတွေတောင်ရှိသေးတယ်။ဘာဖြစ်လို့စိတ်ထချမ်းခိုင်တဲ့ပုဂ္ဂိုလ်တွေမှာစိတ်ထချမ်းခိုင်လို့ရှိရင်ဘာမှမဖြစ်ဘူး။လူဆိုတာတော့ယောဂရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတနေ့တော့တည်မှာပဲမဟုတ်လား။ ေးစိတ်ဓာတ်ကြန့်ခိုင်အောင်ကြိုးစားဖို့ကဒါလူရဲ့အရင်ချင်းတစ်ခုပဲဘာတွေပဲလာခဲ့လာခဲ့စိတ်ဓာတ်ကြန့်ခိုင်နေရဆိုလိုတာကတစ်ဖက်ကပြောမယ်ဆိုရင်လောကထံမုံတိုင်းကိုကြံ့ကြန့်ခံဖို့ပေါ့မုံတိုင်းနဲ့တွေ့တဲ့အခါမှာကြည့်တစ်ပင်ကြီးတွေကရိမ့်ထိုးနေတယ်တချို့ကြတော့တစ်ပင်ကြီးတွေကအကိုင်းနေကျိုးကြသွားတယ်တချို့ကြတော့အမြစ်ပါထောင်လဲသွားတယ် ကြံ့ခိုင်မှုမရှိတာကိုပြောတာနော်ကဲတောင်ကြီးတွေကြတော့မုံတိုင်းနဲ့တွေ့တာဘာဖြစ်တော့ဘာဖြစ်ဒါကြောင့်မို့လို့တောင်ကဲ့သို့ကိုယ်စိတ်တက်ခိုင်မအောင်ကြိုးစားအပ်တယ်ဒါကိုဌာမလို့ပြောတာနော်လောကမှာနေလို့ရှိရင်လောကရံမုံတိုင်းဆိုတာလာမှာပဲဆွေမျိုးတွေပြည့်စည်တာနဲ့လည်းကြုံရမယ်စီးတဲ့ဥစ္စာတွေပြည့်စည်တာနဲ့လည်းကြုံရမယ်ယောဂဖြစ်တာနဲ့လည်းကြုံရမယ် ဘာပဲခြုံလာခြုံလာတုံလောက်ခြောက်ချားမှုမရှိပဲနဲ့ကြံ့ကြံ့ခိုင်နိုင်ရမယ်ဒါလေ့ကျင့်ယူရမယ်ဟာပြောတာเนาะအေးမသိခြင်းဘူးဆိုတဲ့ပုံကိုယ်တွေကတိတ်လာတဲ့အခါကျမခံနိုင်တော့ဘူးသွားခံနိုင်အောင်ကိုယ့်ကိုယ်လေ့ကျင့်ထားရမယ်ဒီလိုဆိုရသော်ဘုရားကမရဏတတိဘာဝနာတို့ဘာလို့ပွားခိုင်းတာဆိုတာဒါကိုပြောတာเนาะ စိတ်ဓာတ်ချမ်းခံမှုအတွက်ကိုယ်စိတ်ကိုလေ့ကျင့်ထားမလေ့ကျင့်လို့ရှိရင်စိတ်ဓာတ်ဟာပျော့ညံ့ပြီးတော့မဖြစ်တဲ့အကုသိုလ်တွေဖြစ်လာတာပေါ့တောကတွေပရိဒေဝတွေနဲ့ဒီလိုဖြစ်လာကောင်းပြီဒါကြောင့်မို့မြတ်စွာဘုရားကအပဓာတုထာမောဝိရိတဘောတဲ့ဒုက္ခဒုက္ခကျုံလာတဲ့အခါမှာလူရဲ့စိတ်ဓာတ်ချမ်းခံမှု ရှိမရှိဆိုတာကိုသိရတယ်။ကဲနောက်တစ်ခုကပါလဲလို့ဆိုရင်ပညာလူတွေမှာတန်ဖိုးရှိဆုံးအရာအရာဟာပညာပဲပေါ့။တန်ဖိုးရှိဆုံးအရာပညာပဲ။လူတွေရဲ့အသိဉာဏ်ကြောင့်လူလောကလူတွေဟာတိရစ္ဆာန်ကိုအုပ်ချုပ်နိုင်တာ။ တိရစ္ဆာန်နေတဲ့သူကသားနေတာဒီအသိဉာဏ်ပဲဟုတ်ကဲ့လားဒီပြင်ပိုင်းကပြိုင်မယ်ဆိုရင်လူတွေကအရှုံးပဲကြည့်လေခွေးတကောင်နဲ့အပြေးပြိုင်ကြည့်ပါလားဘယ်သူရှုံးလူရှုံးမှာပဲငါးတကောင်နဲ့ရေကူးပြိုင်ကြည့်ပါလားဘယ်သူရှုံးငှက်နဲ့ပြိုင်ပြီးတော့ကောင်းကင်ပြန်ကြည့်ပါလားဘယ်သူရှုံးလူပဲရှုံးသူတို့စွမ်းရည်တက်ပြီးမမီဘူး ငါရဲ့ရေကူးနိုင်တဲ့ဆိုင်တတိလူမမီဘူးခွေးတို့ယုံတို့တရိစ္ဆန်တွေရဲ့လှင်မြတ်မှုကိုလူတွေမမီဘူးเนาะငှက်တယ်လို့ကောင်းကင်ပြန်နိုင်စွာမရှိဘူးဆင်ကြီးနဲ့ပြန်ပြီးတော့တစုံတစ်ခုကိုမမယ်ဆိုရင်ဘသူရှုံးမလို့အေးဒါဖြင့်လူကအရာရာမှာရှုံးနေတယ် ဲ့ဒါဖြင့်လူကအနိုင်ရတဲ့လူရဲ့အရေးချင်းဟာပါလဲဆိုပညာပဲဒီအကြောင်းကိုအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တော့ခင်မှာပါဒီ science of human ဆိုတဲ့စာအုပ်ထဲမှာလူရဲ့ခန္ဓာကိုယ်တိဆောက်ပုံကအမတန်ကိုယ်ကနိုင်တယ်တဲ့